အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံမှာမကြာမီကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲနဲ့ပတ်သက်ပြီးမိဘပြည်သူများကိုအပီပေးပြောကြားလိုတာများကိုအပီပေးပြောကြားတော့မှာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲရဲ့ရေကောက်ပွဲအပိုင်း၁ကိုအခုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပါတယ်မိဘပြည်သူများလည်းအားလုံးသိရှိပြီးဖြစ်ပါတယ် ဒီနေ့ဆိုရင်ပါတီစုံဒီပစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း48ရက်တာလိုရတာဖြစ်ပါတယ်ရွေးကောက်ပွဲအပိုင်းနှစ်ကိုလည်း2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပေါ်မှာဖြစ်ပါတယ်ဒါလိုပဲရွေးကောက်ပွဲအပိုင်းသုံးဝင်လဲရွေးကောက်ပွဲအပိုင်းနှစ်ရက်နှစ်ပတ်ခြားကြမှာကျင်းပပေါ်မှာဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတချို့မလိုလားသူတွေကမိဘတည်သူတွေကိုပြင်အောင်ထင်မှားဖြစ်အောင်မျိုးမျိုးပြောဆိုနေကြတယ် သွေးတို့လုံဆော်ပေးနေရတယ်လေကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မိဘပြည်သူတွေအသိအမြင်ရှင်းလင်းကြဖို့အတွက်ကျွန်တော်ပြောကြားတော့မှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကိုထီကိုနိုင်နဲ့နေထိုင်ခဲ့ရပြီးဘယင်စနစ်ကိုကျင့်သုံးခဲ့တဲ့အတွက်ရွေးကောက်ပွဲဆိုတာမရှိခဲ့ပါဘူးဒါပေမဲ့ကိုလိုနီခေတ်မှာတော့မြန်မာနိုင်ငံသားတွေရဲ့နိုင်ငံရေးအသိအမြင်တိုးတက်ပြောင်းလဲလာမှုနဲ့အတူလက်ချက်အင်္ဂလိပ်ဆိုတာအောက်ချုပ်ရေးစနစ်တွေကိုတိုးမြှင့်ပြောင်းလဲပေးခဲ့ပါတ 1920ပြည့်နှစ်မှာ GCB အသင်းကြီးပေါ်ပေါက်လာပြီးကိုပိုင်အုပ်ချုပ်ခွင့်ဟုံးရူးကိုတောင်းဆိုခဲ့ပါတယ်။လက်ချက်အင်္ဂလိပ်ဆိုတာကိုပိုင်အုပ်ချုပ်ခွင့်တိုးမြင့်ပပယ်ဒိုင်ယာခီလို့ခေါ်တဲ့နှစ်ဦးနှစ်ခွက်အုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ကိုတိုးမြင့်ခေါ်ဆောင်ပေးခဲ့ပါတယ်။ဒိုင်ယာခီအုပ်ချုပ်ရေးစနစ်ကိုအကောင့်ထယ်ပေါ်တဲ့အခါဥပဒေပြုကောင်စီအတွက်ရွေးကောက်ပွဲကို1922ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာကျင်းပပေးခဲ့ပါတယ်။ဒီရွေးကောက်ပွဲကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်တယ်လို့ ပမိုင်းမှတ်တမ်းတွေရလေ့လာတွေ့ရှိရပါတယ်မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေကိုပြန်လည်လေ့လာကြည့်ရင်1922ခုနှစ်ကနေ1948ခုနှစ်ထွေရွေးကောက်ပွဲ6ကြိမ်ပါလီမန်ခေတ်1948ခုနှစ်ကနေ1962ခုနှစ်မှာရွေးကောက်ပွဲ3ကြိမ်မြန်မာဆိုရှယ်လစ်လမ်းစစ်ပါတီခေတ်1962ကနေ1988မှာရွေးကောက်ပွဲ၄ကြိမ်နိုင်ငံတော်ညီဝိပေးမှုတည်ဆောက်ရေးအဖွဲ့နိုင်ငံတော်အေးသားတိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီ1988-2010မှာရွေးကောက်ပွဲ၃ကြိမ် ဒီမိုကရေစီခေတ်2010ကနေယနေ့အထိရွေးကောက်ပွဲ6ချိန်အဲဒီမှာတော့ရွေးကောက်ပွဲကျွန်တော်တို့၃ချိန်နဲ့ဂျာပြရွေးကောက်ပွဲ၃ချိန်ကိုဖြစ်ပါတယ်။ဒါရီယာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဟာရွေးကောက်ပွဲနဲ့ရွေးချယ်မှု စနစ်နဲ့မစိမ့်ဘူးနှိစက်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်။နိုင်ငံတော်အစိုးရတွေကရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီးခေတ်ဆက်ဆက်ကနိုင်ငံသားတွေကလည်းမိမိတို့ရဲ့အခွင့်အရေးကိုအမိအယသုံးချပြီးဘယ်ပေရွေးချယ်မှုတွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်နိုင်ငံမှာပြည်သူလူထုဒေါ်လာတောင်းတာတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်ကပထမအကြိမ်ရွေးကောက်ပွဲကို2010ပြည့်နှစ်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့ပြီး2011ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာပထမအကြိမ်လွှတ်တော်အစည်းအဝေးကျွန်တော်ကျင်းပနိုင်ခဲ့ပါတယ်။ဒုတိယအကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုတော့2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာ ကျင်းပခဲ့တယ်ဒုတိယကြိမ်လွှတ်တော်စုပေးရေးကိုတော့2016ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်တတိယကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်အဲရွေးကောက်ပွဲမှာမဲပသမာမှုကြီးများစွာရှိခဲ့တယ်အဲဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်။မဲမတာမုံဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့30ဒသမ၄တန်းဖြစ်ပါတယ်။တထောင်လည်းမဟုတ်တော့သပေါင်းလည်းမဟုတ်ပါဘူး။သပိန်လည်းမဟုတ်ပါဘူး။သပန်းလည်းမဟုတ်ပါဘူး။ ဆယ်တန်းကျော်ဖြစ်ပါတယ်။နေပေးပိုင်ခွင့်ရှိတဲ့လူဦးရေထက်၄ပုံတပုံလောက်ဖြစ်ပါတယ်။ဒီမတမာမှုတွေအတွက်နိုင်ငံရေးပါတီတွေနဲ့တပ်မတော်ဟာပထမဆုံးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဥပဒေလုံထုံးလုံးနဲ့အညီဖြည့်ရှင်းဖို့ပြောခဲ့တယ်။ဒါကိုငင်းဆန်တဲ့အတွက်ဒုတိယဆုံးပြည်ထောင်စုလွတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ဤစနစ်တကျတောင်းဆိုခဲ့ပါတယ်။ထပ်မံငင်းဆန်ခဲ့ပါတယ်။တတိယဆုံးဆိုရပြည်ထောင်စုလွတ်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုကနီလန်းရှာဖြည့်ဆင်းပေးဖို့ ထပ်မံတောင်းဆိုခဲ့ကြတယ်လည်းညှင်းဆန်ခဲ့ပါတယ်။ဒီအစ်စ်နေအားလုံးပြီးတော့ကျွန်တော်တို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပေးဖို့နှစ်ကြိမ်တိုင်တိုင်တောင်းဆိုလာမှလည်းဖြည့်ရှင်းပေးမှုမရှိပါဘူး။ဒီဖြည့်ရှင်းမပေးဘဲတတိယကြိမ်လွတ်တော်ခေါ်ယူဖို့အစိုးရဖက်ဖို့အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့နီ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတပ်မတော်ကနိုင်ငံတော်ရဲ့တာဝန်အရရကိုရယူခဲ့ရပါတယ် ဒါတွေဘာကြောင့်ပြန်ပြောနေလဲဆိုတော့ဒီဖြစ်စဉ်နေမှာဘသူတွေကဥပဒေနဲ့အညီတရားနည်းလမ်းကျတောင်းဆိုခဲ့တယ်။ဘသူတွေကဥပဒေကိုလစ်လူရှုမျက်ကွယ်ပြုတ်ခဲ့တယ်ဆိုတာပမိုင်းကြေစေခြင်းလို့ပြန်ပြောပေးခြင်းဖြစ်ပါတယ်။ဒီဖြစ်စဉ်နေမှာကျွန်တော်ကတိုင်လဲတမတော်တရင်မှပြန်ကြားရေးအခွင့်အအနေနဲ့တရင်သာရှင်းလင်းပွဲတွေအချိန်ကြီးပြုတ်လုပ်ခဲ့တယ်။နိုင်ငံတကာမီဒီယာတွေရှေ့မှာပဲအထောက်အထားခိုင်လုံစွာနဲ့ပြောပြခဲ့တယ်အခေါက်အထားခိုင်မာစွာနဲ့တက်တည်ပြခဲ့ပြီးဖြစ်ပါတယ် မမတမမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းကြဖြေရှင်းမပေးပဲနိုင်ငံတော်အာဏာကိုအတ္တမနည်းနဲ့ရယူကိုကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကဒါပြည်သူလူထုတရားလုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စီမံသေးပါတဲ့ပါတီစုံဒီမိုကရေစီနဲ့ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ပြည်သူတွေလည်းတောင်းကြခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဤစနစ်ကြောင့်ပြန်လည်တိဆောက်ပေးနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကျင့်သုံးတဲ့ဒီကလိုစီစနစ်အရမိမိကိုယ်သာဆောင်ရွက်မဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုပြည်သူလူထုကရွေးကောက်တင်မြှောက်ပေးရတာဖြစ်ပါတယ်။အခုကျင့်ပါမဲ့ပါတီစိုးဒီကလိုစီအထွေထွေရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတိုင်းကိုလည်းမဲပေးကြပါလို့အလေးအနက်ထားတိုက်တွန်းပြောကြားလိုပါတယ်။ဒါလို့ကျွန်တော်ဒီလိုပြောကြားနေတာလဲဆိုတော့ရွေးကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြည်သူကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ချက်ပြောပါမယ်ဝီကော့ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ဒီယူကော့ပွဲမှာပြည်သူလူထုအနေနဲ့ကိုယ်နဲ့အမြင်သူသူတွေကိုဖြစ်ချင်တဲ့ဆန္ဒကိုထတ်တူဒါမှမဟုတ်အနည်းစပ်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူတွေနိုင်ငံတော်ရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကိုကိုစားပြုပေါ်ဆောင်ပေးနိုင်တဲ့သူတွေကိုကိုယ်တိုင်ရှာဖွေရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ် ိုရွေးချယ်ပေးလိုက်တဲ့ရွေးကောက်ခံကိုယ်စားလှယ်ကကို့အပေါ်ကို့ဒေသပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့စောင့်ကြည့်ထိမ့်သိမ်းနိုင်တာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲမှာမဲပေးစုများလေးလေးရွေးကောက်ခံကိုယ်စားလှယ်တဦးဟာပို့ပြီးတာဝန်ရှိလေလေဖြစ်ပါတယ်ကိုဖြစ်ချင်တာကိုလိုအပ်တာကအစပြုပြီး ကိုပါဝင်ခြင်းကိုမျိုးကိုရွာကိုဒေသတိုးတက်ဖွံ့ဖြိုးရေး ကောင်းကျိုးလိုရာဆန္ဒတွေဖြစ်တင်ဖြစ်တိုက်တဲ့ဆန္ဒတွေကိုကိုရွေးချယ်တဲ့ကိုယ်စလေကနေတဆင့်အစိုးရစီကိုတောင်းဆိုနိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ဒီအခွင့်အရေးကိုမိဘပြည်သူအားလုံးကလက်လွတ်မခံကြဖို့တော်ကြလို့ပါတယ်ဒီနေရာမှာရုပ်ကပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိအမှတ်ပြုမှုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုပါတယ်2024ခုနှစ်ကကမ္ဘာတဝန်းမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲများမှာတီစဲအစိုးရတွေပေါ်နိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်မှုတွေပါဝင်တဲ့အတင်းအကျပ် ပြုလုပ်မှုဖြစ်စဉ်များကိုလည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။နိုင်ငံတကာဒီမိုကရေစီနဲ့ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ရဲ့ website မှာရွေးကောက်ပွဲဆိုင်ရာနှစ်စဉ်အစီရင်ခံစာအရကမ္ဘာတဝန်းလုံးမှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ84ခုမှာ22ခုသာတည်ငြိမ်ကြွာကျေးပနိုင်ငံကြောင်တွေ့ရပါတယ်။ကျန်တဲ့ရွေးကောက်ပွဲတွေမှာတော့ဗိမောက်တာတွေရလအငင်းပေါ်တာတွေစာနာပြတာတွေအကြမ်းဖက်မှုအချို့တောင်မှဖြစ်ပွားခဲ့ပါတယ်။နိုင်ငံတကာရဲ့ဝေဖန်မှုဝင်ရောက်ဆွတ်ဖက်မှုတွေကိုလည်းတွေ့ရပါတယ်။ ွေးကောက်ပွဲတစ်ခုကိုတမတမရှိစွာကျင်းပနိုင်စဉ်ဟာသက်ဆိုင်ရာနိုင်ငံများရဲ့နိုင်ငံရေးရေချိန်နဲ့သာသက်ဆိုင်ပြီးကမ္ဘာတဝန်းမှာတော့ရှိတဲ့ဒီမိုကရေစီရင့်တန်လာတယ်ဆိုတဲ့နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလိမ့်ရှိပါတယ်ကျွန်တော်နိုင်ငံဟာပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာ မြန်မာနိုင်ငံဘာသာစာမှာဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်။ပြီးတော့ကျွန်တော်နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒဟာလွတ်ကြရေးတွက်ကြပြီးဗမ်းလိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူး။ဒီလိုပါပဲကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးကိုယ်နိုင်ငံကိုယ်တော်မှန်ကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးတက်တ ျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးသက်သက်တာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့ညီတိဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ကျွန်တော်ကမြန်မာနိုင်ငံသားတွေဖြစ်တယ်။မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်ခွင့်ရှိပါတယ်။မြမအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်နိုင်ငံသားတွေကပဲ အပြစ်မှတ်ပြု ဆုံးဖြတ်ရပါမယ်။ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဥဆောင်ပြီးကျင်းပပေးသွားမှာဖြစ်ပါတယ်။ယခုကျင်းပပေးမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ဦးတို့စုစုပေါင်းကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ယခုကျင်းပတဲ့ရွေးကောက်ပွဲမှာတိုင်းသားများနဲ့လူထုလူသားသောအလားများကိုကိုစားပြုခဲ့တဲ့သူတွေ လွတ်တော်ထဲမှာကြည်ကြပြန့်ပြပါဝင်လာနိုင်ဖို့အတွက်ပြည်သူလွတ်တော်ကို FPTB စနစ်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုရောနှောထားတဲ့ကိုယ်စားလှယ်အချိုးကျစနစ် NBNB တို့ကိုအပေါင်းပြုပြီးကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာပွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော်လဲမိဖက်နိုင်ငံများရဲ့ထောက်ခံမှုများကတော့ကျွန်တော်အခိုင်အမာရရှိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်း အားလုံးကအတိအမှတ်ပြုပြီးဖြစ်ပါတယ်။ကိုယ်နိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလက်ပြလုံစာဆောင်ရွက်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့မိခိုက်နိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများအခြားနိုင်ငံများကပါကျွန်တော်ရဲ့ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ဒါအတူပဲပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာများကိုလည်းဖိတ်ခေါ်တောင်းပြီးဖြစ်ပါတယ်။မြတ်မတော်မညာမရှိသေးဖို့ဖြစ်မီနေပညာသုံး MVVM စက်များကိုလည်း ုံးပြုထားတာဖြစ်ပါတယ်။ဒါကြောင့်ဝေကောက်ပွဲကထွက်ပေါ်လာတဲ့လွတ်တော်ဟာဂုံတိတ်္ခာရှိတဲ့လွတ်တော်တရားဖြစ်ကြောင်းကဘာကိုချပြနိုင်မှာဖြစ်ပါတယ်။စစ်မှန်စီကားပြည်ပွားတဲ့ပါတီစိုးဒီမိုကရေစီစနစ်ခိုင်မာပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးကြီးမားချက်အရေးတကူဟာအစိုးရပြည်သူတမတော်တပ်ဆိုင်ရာအဖွဲ့အစည်းများဂျိုင်းတူဝိုင်းပြီးတွန်းကြရင်ဖြင့်ပန်းတိုင်ကိုအမှန်မှန်နဲ့မြန်မြန်ရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့ဒီဇင်ဘာလနဲ့နောက်နေ့ဇန်နဝါရီလအတွင်းမှာကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်အောင်မြင်မြင်ပြီးမြောက်စေဖို့အတွက်ပြည်သူတရားလုံးကပူပေါင်းပါဝင်ပြီးစန္ဒာမဲပေးကြပါစို့လို့ပြောကြားလိုပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမုတ်ချအောင်မြင်ရပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။